မန္တလေးတိုင်းမရေယာမှာစကန်ပွိုင်းနှစ်ခုကိုစစ်ကောင်စီကပြန်သိမ်းထားပြီးမြင်းချံနမ်းမြင့်တောင်ကြားလမ်းပိုင်းကိုလည်းတပ်မကိုကိုကတာလွန်အင်အားသုံးပြီးဖိအားပေးထိန်းချုပ်ထားပါတယ်။ဒီသတင်းကိုသုတချန်သာပေးပို့ထားပါရရှင်။ မန္တလေးတိုင်းမတရားဆင်ကူတပိတ်ချင်းမြင်းညာစားတဲ့မြို့နယ်အသီးသီးမှာစစ်ကောင်စီကတလွန်ရသုံးမိနယ်မြေပြန်ထိန်းချုပ်ဖို့ကြိုးစားနေတာပါ။ April 20ရက်နေ့ဝန်းကျင်မှာမတရားမြို့နယ်ထဲက PDF တွေတင်ထားတဲ့စကန်ပွိုင်းနှစ်ခုကိုစစ်ကောင်စီကပြန်သိမ်းထားပြီးမြေပြင်စစ်ရေးတင်းမာနေတယ်လို့မတရား PDF တာဝန်ရှိသူကပြောပါတယ်။စစ်ကောင်စီကငလင်တန်းတဲ့ပြည်သူတွေကိုကူညီဖို့ထိုးစစ်တွေရပ်ထားမယ်လို့ကြေညာပေမဲ့ လက်တွေ့မှာတော့နေမီစိုးမှုမှုပြန်ရဖို့နီလန်းဆုံးသုံးနေတယ်လို့ဆိုပါရယ်။ပါသွားတာ2 point ဒီကနေ2 point ပါသွားတယ်။အဲ့ဒါလည်းပြောတော့အသေးတော့မကောင်းပါဘူး။ကျွန်တော်လည်းမပြောဘဲနဲ့နေတာပဲမေးလို့မလို့ပြီးခဲ့တဲ့ရက်ကလေ20 21လောက်မနေ့ကညနေပိုင်းကတော့၄နာရီကျော်တော့အဲ့မှာတရကန်းညကန်းနာဘက်ကနေပြီးတော့ဆက်မကောဘူး။ကုန်းနာဘက်နဲ့အယ်လ်ဖာဘက်ကိုလှည့်ပြီးတော့ပြောင်းရင်း6 6လောက်ဖြစ်တာလည်းရှိတယ်။ ठी ไก่ရှိဘူးကွင်းနေကြတယ်။ ठी ไก่တန်ရတော့တရင်မကြဘူး။ကျွန်တော်လည်းလိုက်တယ်။အခုဒီနေ့ကတော့ဖုန်းခေါ်ရတယ်ခက်နေ။ဖုန်းခေါ်လို့မရ တင်ဦးဘကတော့အထူးကြီးတော့မကြဘူးအဲလေရင်ဘုံချလို့ခအော်အော်မှပဲကျွန်တော်ဥစားတော့ရှိဘူးကျွန်တော်ဥစားကိုယ်ရှုပ်တွေပဲရှိတယ်တကယ်ချင်းဘကတော့အဲခုနမဘက် လေချောင်းချတာတို့ဘာလို့ပေါ့တကူရဲ့နေညနေရတယ်ရေတွေကိစ္စပြီးတော့နောက်ထပ်မရှိပါဘူးမင်းလေးရဲ့ကက္ကဆာတွေခြေရှုပ်နေတယ်ရှိတယ်ခြေပုံးခုန်နေတယ်ရှိတယ်ချွတ်ချွတ်ဆက်ဆက်ထွေးထွေးတွေရှိတယ်အဓိကတော့လာရှုပ်ပြောင်းဝင်တဲ့ကိစ္စတွေပါပဲအဲ့ဒီကနေဆက်ဆက်ပြီးတော့ခြေရှုပ်နေတယ်လေ မန္တလေးတိုင်းမြင်းရမြို့နယ်နမ်းမြင့်တောင်ကြားလမ်းမကိုစစ်ကောင်စီကအခုရက်ပိုင်းမှာတာလုံအင်အားနဲ့ဖိအားပေးပြီးပြန်ထိန်းချုပ်ထားပါတယ်။မြင်းရမြို့ဝန်မှာရှိတဲ့နမ်းမြင့်တောင်ကြီးမြင်းရတောင်သာလမ်းမကိုထိန်းချုပ်ဖို့မြင်းရမြို့မှာတပ်ဆွဲထားတဲ့တပ်မ99ကမတ်လ24ရက်နေ့ကစပြီး28ရက်နေ့ထိ9ရက်ကြာထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။အစောပိုင်းရဒီမှာ PDF ကလမ်းမကိုပြန်မပေးရပါပဲ။နောက်ပိုင်းမှာစစ်ကောင်စီကအင်အားထပ်တိုးချလာတာကြောင့်နောက်ဆုတ်ပေးထားရတယ်လို့မြင်းညက်ခိုင်တရင်ခေါ်0ပြောက်သားတပ်ဖွဲ့ကပြောပါရယ်။ မင်းရဲ့စီးရဲဒီနေနဲ့တင်းလာနေပါတယ်အင်အားတွေထပ်ပြစ်ထားတယ်စစ်ကြောင်းတို့လည်းလည်းကြားနေတယ်နိုင်မြတောင်တောင်ကြားလမ်းပိုင်းကိုပြန်ပြီးတော့ယူတဲ့သဘောမျိုးပေါ့ကျွန်တော်တို့ကပြန်ပြေးလိုက်ရတာပေါ့ခင်ဗျာအဲ့ဒါပဲအဲ့ဒါပါပဲအဲ့လိုသဘောပါပဲကျွန်တော်တို့လည်းဒီလိုနေစားဆိုတော့အင်အား200ကျော်300ဝန်းကျင်တော့ရှိတာပေါ့ဒီရောဒီဒီသားကြီးမလို့ဖွဲ့မပါဘူးဆိုတက်ကဒီပဲလာတာဟိုညောင်းဘက်ကဝင်တဲ့ကောင်လေးကု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 ကောင်လေးကြီးပဲပြန်ခဲ့တဲ့300ကျော်နေတော့ကားတဲ့စီးနဲ့လက်နဲ့ခဲရဲ့လားဖြစ်တယ်အဲ့နောက်နောက်ပိုင်းလမ်းကနေပြီးတော့သူတို့ကလည်းတောင်ကြားလမ်းပြန်လိုချင်တာနဲ့ကိုရီးယားလည်းကာကင်းပုံနဲ့ပဲပြန်နေရတော့ မက်ရှလာ28ရဲ့အင်အားပြင်းကလေးလောက်ခတ်မှုပြီးမှမြို့သားညီညွတ်ရေးအစိုးရ NUG ကနှစ်ပတ်ကြာအပြည့်ရက်ဆယ်ထားဖို့ကြေညာချက်ထုတ်ခဲ့တယ်လို့စစ်ကောင်စီကလည်းဧပြီ2ရက်နေ့မှာအလားတူကြေညာချက်ထုတ်ခဲ့တာပါလက်တွေ့မှာတော့စစ်ကောင်စီကလေကြောင်းတက်ခိုက်တာမြေပြင်စစ်ကြောင်းထိုးတာလက်နက်ကြီးနဲ့ပစ်ခတ်တာတွေစတိုက်ပြုလုပ်ခဲ့ပါတယ်မက်ရှလာ28ရဲ့နေ့ကနေဧပြီ24ရက်နေ့ထိတလားတာနီးပါးကာလအတွင်းနိုင်ငံတော်အမှစစ်ကောင်စီကလေကြောင်းတက်ခိုက်မှု329ကြိမ်အထိပြုလုပ်ခဲ့တာကြောင့်ပြည်သူ့နဲ့တော်လိုင်းတပ်ဖွဲ့ဝင်246ယောက်တက်မလဲတည်ဆုံခဲ့ပါတယ် ཅན